fully decorated ပြင်ဆင်ပေးထားပြီးအိတ်ဆွဲပြီးတက်နေုံလက်ဆွေဆန်ပြီးတော့2400 square feet ကျဲတဲ့ပန်းဟောင်းတလုံးကိုဒီနေ့လိုက်ပြပေးသွားမှာဖြစ်ပါတယ်။တောင်းကလာရဲ့အဓိက main landmark ကြီးတစ်ခုဖြစ်တဲ့ဝေဇန်နာ landmark ကြီးကိုထည့်ပေါက်ပြီးဈေးနီးကျောင်းနေတဲ့အပြင်ကိုဗန်နေနဲ့လည်းနီးတယ်ကိုနိုတလုံး။ရန်ကုန်မြို့ရဲ့ view အလှကိုတနင်္လာရဲမှာကြည့်ရှုခန်းစားလို့ရမယ်ပန်းဟောင်း ီကွန်တော်ကတော့တောင်းကလာပါမြို့နယ်မှာရှိတဲ့ပင်40 60ပုံမှာစောက်ထားတဲ့ကွန်တော်တလုံးပေါ့နော်။သူဒီမှာဆိုရင်လည်းကပါကင်တစည်းစာသူအပိုင်ပါပြီးတော့ကပါကင်တစည်းချက်ပို့သွားရဲဆိုရင်လည်းဘေးမှာကပါကင်ထိုးလို့ရမနေရလေတေချာလုပ်ပေးထားတယ်။ maintenance fee ကတော့တစ်လကိုတသိန်းခွဲပေါ့နော်။ပြီးတော့24 hour lift လည်းပါပြီးတော့သူဓာတ်လိကဆိုလည်းကတ်နေပဲအသုံးပြုရတဲ့အတွက်ပို့ပြီးတော့ massive ဖြစ်တယ်။ပန်းအောက်ခံလေးကိုတစ်ချက်တော့တတိကြီးအောင်ဒါလေးကတော့ဒီနေ့မိတ်ဆက်ပြီးမယ်ပန်းအောက်ခံလေးပေါ့နော်။ဒီမှာဆိုလည်းတကားကိုတေချာဒူချီချီသုံးပေးထားပြီးတော့ နှစ်မှာဆိုလဲဖနက်တွေပါရေးထားလို့ရမယ်သူတို့ကပိနေတဲ့ချာသုံးလို့ရမယ်ပြီးတော့ဘာချာတကားလေလို့ပြီးထားရတဲ့ပို့ပြီးတော့မှဆိတ်ဖြစ်တယ်ဝယ်ဝင်ချင်းကတော့ dining room area တွေပေါ့နော်ပုံမှန်ဆိုရင် light lighting ကောင်းကောင်းရအောင်လို့စီလီလေးလေးသုံးပေးထားပြီးတော့ dining area ဆိုလဲတေချာသက်သက်ရက်စင်ပြီးတာတော့တွေ့ရတယ် ဒီနေရာလေးဆိုရင်လေလေဖျော် area ဆိုရင်မိသားစုတစုအေးအေးဆေးဆေးနေလို့ရတဲ့နေရာတော်တော်လေးကိုမှလည်းကျဲမိသားစု AC ပန်းဖြေလို့ရမယ်ပြီးတော့ဖျားစစ် area နေရာလေးဆိုလည်းတော်တော်လေးကိုမှတက်ပေးဖို့လည်းကောင်းတယ် fully decoration ဖြစ်တဲ့အတွက်ကိုဒီမှာဆိုလည်း TV လည်းပါမယ်အောက်မှာဆိုလည်းကပ်ပိနက်ကလေးနဲ့တေးသေးချာချာသတင်းရဲ့တုံးမိထားတာကိုလည်းတွေ့ရတယ်အောက်မှာဆိုရင်လည်း parking အပြည့်ခင်းမိထားရပါတော့နော်ကဲရဆိုရင်အခန်းဖွဲ့စည်းပုံးလေးနဲ့ kitchen room area ကိုတစ်ချောင်းတစ်ချီချီရအောင်နော် ကဲဓမ္မဆိုရင်တို့ဘာကောင်းတာဓမ္မမဟုတ်လေသူအေးတွေပါတယ်ငယ်ချင်းတွေပါတယ်လိုင်းအေးစင်းနေလို့ရတဲ့နေရာဖြစ်တော့တုံးလို့ရမယ်ပြီးတော့ဒီဘက်ချမ်းမှာဆိုသိချက်သက်ရက်သူဝေးထားတော့တွေ့ရတယ်ပြီးတော့ kitchen area ဆိုလည်းအခြေအကြီးသုံးမိထားတယ်အောက်ကောပေါ်ရောမှာ cabinet တွေသုံးမိထားတယ်အညော်တွေပါတယ်လုံမနေအောင်လို့အညော်ဆုပ်စက်ကလေးတွေသိချက်တက်ပြီးထားတယ်ပြီးတော့ဓမ္မဆိုရင်သိချက်အကုန်လုံးကပြင်ဆင်ပြီးသားရေခဲတက်တာရောအဝတ်ရှော့စက်တွေရောဒလိုဟာတွေရောအကုန်ထည့်ပြီးမှာပေါ့နော်တော်တော်လေးဟိုမှာလည်းအဆင်ပြေတယ်ပြီးတော့ view ကလည်း view ပွင့်တယ် ကြရဆိုရင်အခန်းလေးတွေကိုတစ်ချက်တော့တကြည့်ကြည့်အောင်နော် ဒါလေးကတော့သူတို့ master room area လေးပေါ့နော်မိသားစုတွေအေးအေးဆေးဆေးနေလို့ရတယ်တော်တော်လေးကိုလည်းကျဲတယ်မှုရတယ်ကတဲ့နေရောအကုန်လုံးထည့်ပေးမှာပေါ့နော် ပြီးတော့နေရန်ကပ်ပြီးလို့ဆိုလဲအယောင်လေးရာကိုအရန်ကိုမှလှရဲတည်တည်ချာချာသက်ရက်သုံးမိထားတယ်တခန်းလုံးဆိုလဲ parking ပြခင်းမိထားတယ်လေဝင်နေထွက်ကောင်းလို့မိဖြတ်သွားရင်လည်းလေဝင်နေထွက်ကောင်းကောင်းလေးနဲ့ရမယ် lighting နဲ့ကောင်းကောင်းရမယ်ဒီလိုဝန်နာရီအများကြီးထားပေးထားတဲ့ကိုတည်တည်ချာချာလုပ်ပေးထားတယ်ပတ်ပတ်လေဝန်နာရီထားပေးထားတဲ့အတွက်လေကောင်းနေတဲ့တင်နေရတယ်ဒီခန်းနဲ့တွဲရဲရေချိုးခန်းနဲ့ ့ပိုတိုင်းတွဲခလဲပါတယ်။အောက်ကောပေးရောကိုတွေ့ပြားရီအပြေကပေးထားပြီးတော့တေချာတသက်ရဲ့သုံးမိထားတာကိုလည်းတွေ့ရတာဖြစ်တယ်။ကဲရဆိုရင်နောက်ထပ်အခန်းလေးတွေကိုတစ်ချက်လောက်တွေ့ကြည့်ရအောင်နော်။ကဲရဆိုရင်ဘေးအခန်းလေးကိုတစ်ချက်တော့ကြည့်ရအောင်။ဒီကထွက်လိုက်ပြီဆိုတာနဲ့သူဘေးချင်းကကလေးပေါ့နော်။ single room အခန်းလေးရှိတယ်။ခုနအခန်းလေးနဲ့ဘေးချင်းကပဲ။ဒီ single ပြင်မဲ့လဲ single လို့ပြောရအောင်အရှိန်ချင်းမနေဘူး။ master တခန်းစာလောက်နီးနီးကိုချေတာကိုလည်းတွေ့ရတယ်။သူနှစ်ယောက်တောင်းအောင်အေးစစ်စစ်နေလို့ရမယ်။တသားမိမိတွေရှိတဲ့သူတွေအတွက်ဆိုရင်အရန်ကိုမ ှာအဆင်ပြေတယ်။ဝါနာ area လည်းပါပြီးတော့အခန်းတိုင်းမှာ air con တစ်လုံးစီတက်ပေးထားတာကိုတွေ့ရတယ်။နေရာကဗီဒီယိုလည်းနှလုံးသုံးမိထားတယ်။ဒီကထွက်လိုက်ပြီဆိုတာနဲ့ patient ကကတော့သူတို့ဒီခန်းနဲ့တွဲရသုံးလို့ရမယ်ပေါ့နော်။ရေချိုးခန်းပို့တိုင်းတီးတန့်ကလေးပါမယ်။တေချာသက်သက်ရသုံးမိထားပြီးတော့အောက်မှာဆိုလည်းတွေ့ပြားရအဖြစ်ကပ်ပေးထားတယ်။ကြည့်ရဆိုရင်တော့သူတို့တခြားနေရာလေးတွေကိုတခြားတော့ကြည့်ကြည့်အောင်နော်။ ဒီမှာတော်တော်လိုက်တင်ကောင်းတယ်ဆိုမိပြတ်သွားရင်လည်းစိတ်မပူပါဘူးဘာလို့လဲဆိုတော့ဒီမှာဆိုရင်လီဝန်တစ်ထွက်ကောင်းတဲ့ဝမ်းနာ area အခြေကြီးပါတယ်ပန်းအိုးလေးရေးဆိုင်မယ်ယောဂကျင့်မယ်ဘလို့ gym ဆောက်ရှင်တဲ့သူတွေလည်းဆိုရင် gym ပစ္စည်းလေးထားပြီးရောဒီရှိမှလည်းဆောက်လို့ရမယ်ပေါ့နော်တော်တော်လေးကိုမှလည်းလှရဲတော်တော်လေးကိုလည်းကျင့် view ဖွင့်ပြီးတော့ရှိမှလည်းကြောင်းမဲ့ရှိရတဲ့အတွက်ကိုတော်တော်လေးတိတ်ဆိတ်တယ်အဲဆိုရင်တော့အပေါ်ဆုံးတတိကိုတစ်ချက်တော့တည်ကြည့်ရအောင်နော်ဒီအပေါ်ဆုံးတတိရဲ့နေရာလေးဆိုလည်းကြောင်းလေးလေးကားလေးနဲ့တေချာစိတ်ဖြစ်အောင်လို့တေချာလုပ်ပေးထားတာကိုလည်းတွေ့ရတယ်ကေတာလေးကတော့အပေါ်ဆုံးနေရာလေးပေါ့နော်ဒီမှာ ဆိုရင်တော်တော်လေးကိုလည်း view ပွင့်နဲ့လေမင်းတို့ထပ်လည်းကောင်းပြီးတော့ lighting လည်းကောင်းတယ်ဒီနေရာလေးဆိုရင်တသားမိမိတွေအတွက်ကစားတဲ့နေရာအဖြစ်သုံးလို့ရမယ်စတိုးဒါမှမဟုတ်မေရုံအဖြစ်သုံးရှင်တဲ့သူတွေအတွက်ဆိုလည်း တော်တော်ကျဲတဲ့အခန်းလို့ပြောလို့ရမယ်အထက်မှာဆိုလဲအောက်ကအခန်းကိုလည်းလှမ်းပြီးတော့မြင်နေရတယ်ပေါ့နော်ဒီမှာဆိုရင်ရန်ကုန်မြို့ရဲ့ City View ကို view ပုံပုံနဲ့မြင်ရတယ်တော်တော်လေးကိုလည်းလှတယ် lighting နဲ့ကောင်းပြီးတော့သတင်းချို့တစောင်းနိုင်တယ်ဆိုရင်လည်းမီလီလေးပါရီထုံးမယ်ဒီပါတီတို့မိသားစုတွေအေးဆေးဆေးအပန်းဖြေတယ်ညသာစားမယ်ဆိုလဲဒီပေါ်မှာတည်တည်တတ်တတ်နဲ့တေချာအသုံးပြုလို့ရမယ်ပေါ့နော်ဒီနေ့ဆိုမိတ်ဆက်ပေးသွားရင်ဒီပန်းဟောင်းလေးရဲ့ဇင်နိုကတော့သိန်းပေါင်း8650ဖြစ်ပြီးတော့စိတ်ဝင်စားတယ်ဆိုရင်တော့ PSN Property ဆိုတဲ့လိုက်ပါနော်အားလုံးကျေးဇူးတင်ပါတယ် Achei?